မင်္ဂလာပါမျိုးတွေကျွန်မမဘုသူမဟာသေးပါရှင်ဒီနေ့နောက်25ခုနဲ့မက်ချလာ20နေရည်ဖြစ်ပါတယ်စက်ကောင်စီအရှိုက်ကိုထိုးနိုင်တဲ့မကွေးတိုင်းစစ်မျက်နှာဆိုပြီးတော့ခေါင်းစဉ်အကြီးကြီးတက်ပြီးစကလုံးကြီးကြီးနဲ့လေကြီးနေတဲ့စကကြီးစကကြက်တွေပြောနေတော့အော်မကွေးစစ်မျက်နှာမှာဘာများဖြစ်နေလဲမကွေးတိုင်းထဲမှာတက်မတော်ဘက်ကဘလို့ချိန်နေရှိလဲလို့စုံစမ်းကြည့်လိုက်တဲ့အခါ ရေတကြိုမြို့နယ်ရေလေကျောင်းမှာဆိုလို့ရှိရင်လည်းတပ်မတော်ကနေပြီးတော့နေ့စဉ်ရက်စဲအမြေပြင်မှာစစ်ကြောင်းထိုးလျက်ရှိတယ်။နောက်ကျွန်တော်တို့ဆလင်းစေပြူကျောင်းဆလင်းစေပြူကျောင်းမှာဆိုလို့ရှိရင်လည်းအခုသုံးလပိုင်းပထမပတ်တည်းကနေပြီးတော့ဒီနေ့ထိပေါ့နော်နေ့စဉ်ရက်စဲအမြေပြင်စစ်ကြောင်းထိုးပြီးတော့အချမ်းဖတ်မှန်သမျှကိုတပ်မတော်ကနေပြီးတော့မြေလန်ရှာပြီးနှိမ့်နှင်းလျက်ရှိတယ်။နော် ဒါအပြင်ညာရင်တို့ပေါက်တို့မှာဆိုလို့ရှိရင်လည်းပဲဘီဖက်မီယာ RFA ကိုတိုင်းကဝန်ခံရေးသားထားတယ်။ညာရင်နဲ့ပေါက်မှာတဲ့ဒေတာခံလေးဝန်ခုချင်းတူးထားရပါတယ်တဲ့စစ်တပ်ရဲ့လေချောင်းရံကိုကြောက်လို့တဲ့။ရှင်းမှာဆိုလို့ရှိရင်စကိုင်းမှာဆိုလည်းဒီလိုမျိုးအနေထားတွေရှိတယ်။မကွေးမှာဆိုလို့ရှိရင်လည်းပဲအခုလိုမျိုးစစ်တန်ကြောင့်ခပြေတိုင်းဆောင်ရပါတယ်။ပြည်ဖြတ်မိတာတွေမှာဆိုလို့ရှိရင်ဟာစက်ကောင်စီကရေလေကျုံးမှာစစ်ကြောင်းထိုးပြီးမီးရှို့နေလို့လူတွေဘလို့ထွက်ပြေးနေရပါတယ်ဆိုပြီးတော့ဒေသကျိုးနဲ့ မြန်ရသတင်းကိုအ ਨੇ ဆုံးကျွန်မအမှတ်မမှောက်ဆိုရင်10ရက်ဇက်တိုက်သူတို့နေ့စဉ်နဲ့မြန်ပန်းတို့တွေးနေကြတယ်။ဟာဆိုတော့ကဆိုတော့ကဒီလောက်ထိမီးဖုတ်ခံနေရအကင်ခံနေရဗရက်တွေအကင်ခံနေရအကြောခံနေရတာတောင်မှသူတို့ကိုသူတို့စစ်ကောင်စီရဲ့အရှိုက်ကိုထိုးနိုင်တယ်မကွေးတိုင်းစစ်မျက်နှာလို့လေကြီးလေကျယ်ပြောတဲ့အတွက် ဘုံခုချင်းမှာတောက်ခေါက်တန်းလို့ပဲကျမကခေါင်းစိတ်လာလေးပေးလိုက်ပါလိမ့်ရှင်ဆိုတော့ကျမဒီနေ့ကျမရေတော့ရှုပ်ကိုဘုံခုချင်းမှာတောက်ခေါက်တန်းလို့အမည်ပေးထားပါတယ်တလက်စာရေမြောင်းနော်ဟောအာအီရှီရှဲမြောင်းရောင်းမြောင်းမြောင်းဆိုလို့ရှိရင်လည်းပဲမြောင်းတည်တဲ့နဲ့ပတ်သက်လို့အာ20ရက်နေ့ကပြည်ဖက်မီဒီယာတခုမှာຫນွေဦးတော်လိုင်းရဲ့သတင်းများကိုရေးသားဖော်ပြနေပါတယ်ဆိုတဲ့တန်လွင်မြန်မာသတင်းဌာနမှာဗာပြောလဲဆိုတော့ မြောင်ပါတဲ့စစ်တပ်ရဲ့စစ်ကြောင်းကိုသူတို့ဂျားဖြတ်တိုက်ခိုက်လိုက်ပါတယ်ဒေါ်လိုင်းတပ်ဖွဲ့တွေပေါ့နော်ဒါကြောင့်မို့စက်ကောင်ကြီးတပ်သား၁၀ယောက်ကျော်သေးပြီဗန်၂ယောက်ကိုသူတို့အရှင်ဖမ်းမိပါတယ်ဆိုပြီးအောင်ပွဲခံကြရတယ်သူတို့အောင်ပွဲခံတဲ့အောင်ပွဲတည်ရဲ့နောက်ထပ်တနအီပဲချလိုက်တယ်နောက်ထပ်တော့ MFB သတင်းဌာနတို့မြေလက်အတန်းဆိုတဲ့ဒီအကြမ်းဖက်အားပေးသတင်းဌာနတွေကတနအီပဲချတယ်ချက်ချင်းလက်ငင်မြောင်မာစစ်တပ်ကစစ်တပ်လေကြီးနဲ့စစ်ထက်လေထီးတွေနဲ့ဘုံကျဲနေတဲ့အတွက်အရက်သားပြည်သူတွေသေဆုံးသွားပါတဲ့မြောင်မာစစ်တပ်က လေရင်ကိုအနိုင်ပြန်ဝဲပြီးတော့ပြင်မှတ်တွေအတိအကျစွာပုံကျဲသွားတဲ့အတွက်အမျိုးသမီးတွေအသိဆုံးသွားပါတယ်ဆိုပြီးတော့ချက်ချင်းလက်ငယ်ကိုဖြောင်းလိမ်ကြောင်စားပန်းတူတွေးကြတယ်။ဒါကြောင့်မို့လဲကျမကတို့ကိုဘုံခိုခြင်းမှာတောက်ခေါက်တန်းလို့နာမည်ပေးရခြင်းဖြစ်ပါတယ်။တလက်စာလေးကော်တူးလေနိုင်ငံတော်တိထောင်မဲလို့ဖလောင်တောင်ဝေးအပေပေါ့ရနေမြေမှန်သမျှကော်တူးလေနိုင်ငံတော်ပါခမရဆိုတဲ့ကော်တူးလေနိုင်ငံတော်ယူယူနေတဲ့ကရင်တဘုံအကြံဖက်တွေကိုတမတော်ကနေပြီးတော့ နှိမ်နှင်းချိန်မုံလည်းရှိပါတယ်။ဆိုတော့ကဒီကရင်တပုံနေနဲ့နော်ဗမာဗဒက်တွေပေါင်းထားတဲ့ဗဒက်တာလဘောဟင်းဗဒက်တာလဘောဟင်းကိုကျမတို့တနင်္လာရီတိုင်းတနင်္လာရီမြို့နယ်မှာနေ့စဉ်နဲ့မြထီထွေတဲ့ဘွယ်တွေဖြစ်ွားလည်းရှိတယ်တက်မတော်ကနေပြီးတော့တနင်္လာရီတိုင်းနဲ့မှနေ့စဉ်နဲ့မြမြေပြင်စစ်ကြောင်းထိုးပြီးတော့တနင်္လာရီတိုင်းမှာအခြေဆိုင်နေတဲ့ကရင်သဘုံကျန်းဖက်ဗမာ PD ရဲ့တဝဲစစ်ကြောင်းဘာတူစစ်ကြောင်းဆိုပြီးတော့เนาะရှေးဟောင်း2000ကျော်ရင်ကျွတ်မှုရှိတဲ့ရှေးဟောင်းတာကရအမျိုးဟောင်းကို အကွက်ရိုက်ပြီးရောင်းစားနေကြတဲ့ရောင်းဖတ်သမားတွေကိုတက်မတော်ကမြေလမ်းပြီးချိန်မုံလေးရှိပါတယ်ဆိုတော့အဲ့ဒီသတင်းနဲ့ပတ်သက်လို့ကျွန်မဖတ်ပြမယ်တင်းလာကြီးမြို့နယ်ချောင်းလမှုရွာကိုတက်မတော်ကနေပြီးတော့နှစ်ရက်ဆက်တိုက်ပထမဆုံးဒီနယ်မြေတွေကိုမြေပြင်ကနေစစ်ကြောင်းထိုးစစ်ကြောင်းထိုးရဲ့နေမရှင်းလေးပြီးတဲ့အခါမှာတက်မတော်ကလေးချောင်းကနေပြီးနှစ်ရက်ဆက်တိုက်ဘုံကျဲချင်းလေးလည်းရှိတယ်။ဒါကြောင့်မို့လို့တင်းလာကြီးမြို့နယ်ချောင်းလမှုရှာမှာကရင်ဗမာကရင်တပုံနဲ့ ကောတူးလီဆိုတဲ့ကောတူးလီဖွဲ့ဆိုတဲ့ကရင်တပုံချဘက်ဖွဲ့တွေနဲ့ PDS ဆိုတဲ့ဘာမှဗတ်တက်တွေပေါင်းပြီးတော့ဗတ်တက်တာလပေါ်ဟင်းချိုးချိုးမြေမြေရေးစားရပါတယ်။ကရင်ပြီးတော့ချင်းချင်းမီနဲ့ဖလန်းမျိုးကိုစက်ကောင်စီကဘုံအမိုးရွာနေပါတယ်ဆိုပြီးပြည်ဖက်မီတာရေးမှာမျက်ရည်ကန်ထိုးပြီးငိုကြွေးနေကြတယ်နော်ချင်းမီနဲ့ဖလန်းမျိုးကိုအာဒီတောင်ပေါ်မှာရှိတဲ့စစ်တပ်စခန်းကလွဲလို့ချင်းမီနဲ့ဖလန်းမျိုးတစ်မျိုးလုံးကိုကျွန်တော်တို့တော်လိုင်းရဲတပ်ဖွဲ့တွေက ိုက်ခိုက်သိမ်းပိုက်ထားပါတယ်ပြောပြီးတော့အခုချိန်မှာချင်းနေတဲ့ဖလန်းမျိုးကိုစစ်တပ်ကဗိုလ်မှူးရွာနေပါတယ်ဆိုပြီးမျက်ရည်ကန်ထိုးနေတာအမှန်တကယ်တော့ကျမဒီအရင်တည်းကပြောတယ်ဖလန်းနဲ့တောင်ခန့်သည်ဖလန်းတည်လဲပဲဂျာဖတ်သမားကြီးရဲ့သူတို့ရဲ့နောက်ဆုံးဘဝနေဝင်ချိန်သူတို့ရဲ့မြေပါတဲ့နေရာသူတို့မြေပါတဲ့တင်ញိုင်းဖြစ်လိမ့်မယ်တောင်ခန့်တည်လဲပဲဘလောင်ဗဒတ်တည်ပလောင်နေနဲ့ဗဒတ်တည်သူတို့ရဲ့နောက်ဆုံးတင်ញိုင်းဖြစ်လိမ့်မယ်အမ်ဖလန်းတောင်ခန့်ကျမတို့နောက်ထပ်စောင့်ကြည့်ရမှာအမ်တစ်ခုပဲရှိနေမယ် ဖန်လန်းနဲ့တောင်ခမ်းကဒီလိုအစီအရေးအခြေအနေရှိပါတယ်ဆိုတာကျွန်မအရင်ထဲကသုံးသပ်ထားတယ်။အမှန်တကယ်တော့အဲ့ဒီဖလန်းပြည်နယ်တိုက်ချင်းပြည်နယ်ဖလန်းမျိုးတိုက်ပွဲမှာချင်းတဘုံအကျန်းဖက်ဒုတမဟာမူကြီးဒုတမဟာမူကြီးခရစ်တော်မှာအိပ်ပျော်သွားတာဖြစ်ပါတယ်။အဲ့ဒီအတွက်လည်းပဲခရစ်တော်မှာဒုတမဟာမူကြီးခရစ်တော်မှာအိပ်ပျော်သွားတဲ့အတွက်စစ်တပ်ကဖလန်းကိုနှိမ့်ရှင်တဲ့အမျှဘုံမှုရွာနေပါတယ်ဆိုပြီးတော့ပြည်ဖြတ်မီဒီယာတွေမှာငိုကြွေးနေကြတယ်။တခါကချင်ပြည်နယ်မှာဆိုလို့ရှိရင်လည်းဒီလိုပဲ ကချင်ပြည်နယ်ဗမော်ကို KIA ကတိုက်ခိုက်သိမ်းလိုက်ပါပြီဆိုပြီးတော့ online တိုက်ပွဲတွေမှာသူတို့ဗမော်မျိုးကိုသိမ်းခဲ့တာ2024 17လပိုင်းနေလာသူတို့သိမ်းခဲ့တာအခု2025 3လပိုင်းရောက်တဲ့အထိဗမော်မှာကချင်နေတေးချင်းစိုးနဲ့ပေနေတဲ့အတွက် KIA တွေတေးချင်းစိုးနဲ့ပေပြီးတော့သူတို့ဒီပထမဆုံးကဗမော်လေကြိတ်ကိုသူတို့လေရင်ကွင်းကိုသူတို့သိမ်းနေပြောပြီးတော့ဒီနေ့ဒီချိန်မှာတင်ပြိုင်ကုန်းနေအလောင်းနေအလောင်းနေထက်လာတဲ့အခါကျတော့ဘာပြောလဲ ီဖက်မီတာတွေမှာပြောတယ်ဗမော်မှာတဲ့စခါက21ရဲ့နေရာတချို့ကိုတဲ့သူတို့ KIA ကသိမ်းဆီးထားနိုင်ကြောင်းအတိမပြုတ်နိုင်တဲ့သတင်းတွေထွက်ပေါ်နေပါတယ်ဆိုပြီးတော့ DBB မှာကြေညာသွားတယ်ပြန်ပြန်ဖက်ပြမယ်ဒီခြားနာတော့နော်ဗမော်စခါက21ရဲ့နေရာတချို့အဲ့ဒီနေရာတချို့ကို KIA ကသိမ်းနိုင်ကြောင်းအတိမပြုတ်နိုင်တဲ့သတင်းတွေထွက်ပေါ်နေပါတယ်အတိမပြုတ်နိုင်ဘူးဆိုရင်ဒါဟာကောလာဟာလာပဲ ထပ်ပြီးပြောမယ်အတီမပြုတ်နိုင်ဘူးဆိုရင်ဒါဟာကောလာဟာလာပဲစကားက27တခုလုံးကိုမဟုတ်ဘူးစကားက27ရဲ့တစိတ်တေတာကိုသူတို့တိမ့်နိုင်နေဆိုတာတောင်းမှအတီမပြုတ်နိုင်တဲ့ကောလာဟာလာဒါဟာဘာဝင်ပြလဲဆိုရင်ဘူးမတိဘာမတိတဲ့2020နဲ့41လပိုင်းတည်းကအွန်လိုင်းတိုက်ပွဲမှာသူတို့ဟာဗမောကိုတိမ့်လိုက်ပြီလို့ပြောပြီးဖြစ်တဲ့အတွက်เนาะ ကြမ်းကြုံနှုတ်ရစကားကြုံနှုတ်မရဆိုတဲ့အတိုင်းသူတို့ရဲ့ဝါဒမိုင်းတွေကအတိုက်လွန်သွားတာဖြစ်တဲ့အတွက်သူတို့ကိုယ်ကပြန်ပြီးတော့ချော့ပြီးတော့အခုလိုမျိုး အတင်းမပြုတ်နိုင်တဲ့ကောလာဟာလာတွေကိုမီဒီယာအမိခံပြီးတော့ကမ္ဘာအင်အားကြီးနိုင်ငံတွေမှာနေတဲ့အမိခံပြီးကလိန်ကကြပြောနေကြတာဖြစ်တယ်။ဆိုတော့ကချင်းပြည်နယ်ဖလန်းမှာလည်းတမတော်ကအောင်ပွဲတွေဆင်အလီလီဆုခုနေတယ်လို့ကချင်းပြည်နယ်ပုံပေါ်မှာလည်းတမတော်ကအောင်ပွဲတွေဆုခုနေတယ်။နောက်ဆုံးကြားပြည်နယ် တရားပြည်နယ်မှာဆိုလို့ရှိရင်လည်းဒီလိုပဲခင်ဗျားပြည်နယ်ဓာကာလအုပ်ချုပ်ရေးကောင်စီအာအီစီအဲသူတို့ကိုသူတို့တော်လန်ရေးအစိုးရခရီးပြည်နယ်ဓာကာလအုပ်ချုပ်ရေးကောင်စီ IEC ကခရီးပြည်နယ်လုံးရဲ့60ရာခိုင်နှုန်းကိုထိန်းချုပ်ထားပါပြီဆိုပြီးတော့အဲ့ဒီခရီးပြည်နယ်မှာအခြေကျနေတဲ့ဘိုးပြုတ်ကြကုနေနေမျိုးစဉ်ပြောခဲ့တာက2025ဟာအဲသူတို့တော်လန်ရေးနိုင်မယ်နေလို့ပြောခဲ့တယ်အခုကျတော့ခရီးပြည်နယ်ဒီမော့ဆိုမှာရှိတဲ့ စစ်ရှောင်းစပေးဒုက္ခတဲ့တွေကိုဗန်းပြပြီးတော့ဒီစပေးဒုက္ခတဲ့တွေနဲ့ရောနောနေထိုင်ပြီးတော့စပေးဒုက္ခတဲ့တွေကို လူသားတိုင်းလုံနေတဲ့ကရာသဘောအကြံဖတ်အဖွဲတွေကိုတက်မလို့ကနေပြီးတော့ထီရောက်စွာချိန်မုံနိုင်ခဲ့ပါတယ်ကြရပြီနဲ့ဒီမောဆိုမျိုးနဲ့မှာစစ်ပေးဒုက္ခတဲ့တွေကိုလူသားတိုင်းလုံနေတဲ့ကရားတဘုံအကျန်းဖက်အခွဲ့မာလကီရသွားပြီဖြစ်ပါတယ်။အားတည်းနေတဲ့ပေါ့ ကိုင်းထီလင်းထီလင်းမြို့မှာစက်ကောင်စီတပ်ကဖုံးကျဲတဲ့အတွက်အရက်သား၄ဦးသေဆုံးပြီး၂၈ဦးထိခိုက်ဒဏ်ရာရပါတယ်။နော်အခုတော့စစ်ပေးအထီလင်းမြို့နယ်ကစစ်ပေးဒုက္ခတွေပြည်သူ1800ခန့်ဟာဆေးဝါးတွေပြက်လက်ပြီးတော့အရေးပေါ်ကူညီတွေလိုအပ်နေပါတယ်။နော်ချက်ချင်းလက်ငယ်သူတို့တွေထမင်းရင်ငန်းနေပါတယ်ဆေးဝါးတွေပြက်လက်နေပါတယ်ဒုက္ခတွေရောက်နေပါတယ်အမှန်တကယ်လေဒုက္ခရောက်လာတာပဲ အမှန်တကယ်လဲထမင်းနေငတ်တယ်အမှန်တကယ်လဲတောက်စရာရေးတွေမရှိအမှန်တကယ်လဲဆေးဝါးတွေပြက်လက်ပြီးဒုက္ခရောက်နေကြတာပဲဒါပေမဲ့တောင်မင်းကိုမြောက်မင်းမကန်နိုင်ဆိုသလိုပဲတောင်ဘက်ကဗဒက်ကိုလည်းမြောက်ဘက်ကဗဒက်ကမကန်နိုင်မြောက်ဘက်ကဗဒက်ကိုလည်းတောင်ဘက်ကဗဒက်ကမကန်နိုင်ဗဒက်ရှိတဲ့ရဗဒက်ရှိတမျနေမီမှန်တမျဒီစစ်ပွဲတွေဖြစ်နေတဲ့အတွက်ဗဒက်ကင်းစင်ပြုံးပျော်ရွှင်လို့ကျွန်မကပြောရခြင်းဖြစ်ပါတယ် ။နောက်ဆုံးသတင်းတစ်ခုကတော့ရွေးကောက်ပွဲကိုမရရတဲ့နီလန်းပေါင်းစုံနဲ့ဆန့်ကျင်သပိတ်မှောက်ကြပါဆိုပြီးတော့ပြည်ဖက်မီယာတွေမှာဝါဒပြန်ရေးသားနေမှုဖြစ်တယ်။ဆိုတော့ခင်ဗျားတို့လေရွေးကောက်ပွဲကိုသပိတ်မှောက်လीကျွန်မတို့ကကြိုက်လိမ့်မယ်။ထပ်ပြီးပြောရမယ်နော်။ရက်ဖြူဆိုင်လေးဆရာကြိုက်လေးဆိုတဲ့စကားတိုင်းနဲ့ခင်ဗျားတို့ပြည်ဖက်တွေကရွေးကောက်ပွဲကိုသပိတ်မှောက်လीခင်ဗျားတို့ကမဲမပေးလीကျွန်မတို့ကကြိုက်လိမ့်မယ်။ခင်ဗျားတို့ကရွေးကောက်ပွဲကိုဆန့်ကျင်နေခင်ဗျားတို့ကရွေးကောက်ပွဲမဝင်ဘူးခင်ဗျားတို့ကရွေးကောက်ပွဲမဲမပေးဘူးဆိုတော့ ကျမတို့အားပေးတဲ့လူကျမတို့ထောက်ခံတဲ့လူတွေသာကျမတို့မြင်ချင်တဲ့နိုင်ငံရဲ့အစိုးရအဖွဲ့ထဲမှာပါဝင်ဆောင်ရွက်နိုင်နေမယ်။နော်ဆိုတော့ကအဲဒီနေရာမှာဒီရွေးကောက်ပွဲလို့ပြောလိုက်တာနဲ့ကျမရမ်းသဘောကျတဲ့အချက်တစ်ခုရှိတယ်။အဲ့ဒါပါလဲဆိုတော့ UEC UEC ကပြီးခဲ့တဲ့2020နှစ်တည်းကသူတို့စကြေညာချက်ထုတ်ခဲ့တာပေါ့နော်2020နှစ်တည်းကထုတ်ခဲ့တာ။အဲ့ဒါပါလဲဆိုရင်ပါတီတွေကိုယ်စားလှယ်လောင်းနေရဲ့ပိုင်ဆိုင်မှုကိုကန့်တတ်မထားပါဘူး။ အဟီးအချင်းတွေကိုသာကန့်သက်ထားပါတယ်ဒီစကားလေးကျွန်မသိကြတယ်ပိုင်ဆိုင်မှုတွေကိုကန့်သက်မထားပါဘူးအဟီးချင်းတွေကိုသာကန့်သက်ထားတယ်အဟီးချင်းတွေကန့်သက်ဖို့လိုတယ်အဟီးချင်းတွေမကန့်သက်ဘူးဆိုလို့ရှိရင်အုတ်ရော်ရော၆ရော်ရော်တွေကျွန်မတို့တိုင်းပြည်တဲ့လွတ်တော်တဲ့မှာ အရှက်မရှိတည့်ရက်စီမျက်နှာပြောင်တိုက်ပြီးတော့နော်နိုင်ငံရေးကိုလည်းနားမလဲအတိုင်းပညာလည်းမတက်အတွေ့အကြုံလည်းမရှိတိုင်းပြည်နဲ့လူတို့ပေါ်လည်းစိတ်တနာမစစ်မှန်ပဲနဲ့လက်ညှိုးထောင်ကောင်းနေပြီလွတ်တော်ထဲမှာရိုးရိုးရှောင်ရှောင်လာလိမ့်မယ် အဲ့ဒီလိုမျိုးရောရောင်ပြီးပါလာခဲ့ရင်လည်းဖြုတ်နိုင်ထုတ်နိုင်တဲ့ right to recall ဆိုတဲ့အပြန်လဲထိန်းချောင်းခြင်းဥပဒေတရေကျွန်မတို့မှလိုအပ်တယ်เนาะဆိုတော့ဒီကျွန်မတို့ဟိုဒီအင်အားကြီးပါတီကြီးတို့ခုပေါ့နော်ပြည်ခိုင်ပြပါတီမှာဆိုလို့ရှိရင်အဲ့ဒီပြည်ခိုင်ပြပါတီကြီးဥက္ကဋ္ဌပြောဆိုမှုလေးရှိတယ်သူတို့ပါတီမှာမြို့နယ်ဆင် EC ရွေးတာတောင်မှပညာရေးချင်းအနိုင်ဆုံးပညာရေးချင်းဆယ်တန်းအောင်မိသားလူပေါ်မှာရွေးချယ်တာဟာကောင်းတယ်ကျွန်မကြိုက်တယ်ဒါမျိုးကိုအားပေးတယ် တခြားသောနိုင်ငံပါတီတွေအနေနဲ့ကလည်းပဲပိုင်ဆိုင်မှုတွေကိုကန့်သက်ရုံတည်းမဟုတ်ပဲအရေးချင်းတွေကိုကန့်သက်ရမယ်။ပါတီတစ်ပါးစီစဉ်စီကပါတီတစ်ခုချင်းစီကအရေးချင်းပြည်ဝမှာပါတီဆိုဒီမိုကရေစီဆိုတဲ့အစိုးရကလည်းအရေးချင်းပြည်ဝတယ်အစိုးရတည်းဖြစ်နေမယ်။ပါတီတစ်ပါးစီချင်းစီကအရေးချင်းမပြည်ဝပဲနဲ့အားနဲ့ချက်တွေရှိနေမယ်ဆိုရင်လည်းတက်လာတဲ့အစိုးရကအားနဲ့အောင်ပါပဲ။ ါကြောင့်မလို့ဘယ်လိုပါတီတွေဘယ်လိုကိုယ်တိုင်လောင်းတွေပဲရွေးကောက်ပွဲကိုဝင်ရောက်ပြိုင်နေပါစေကျမတို့ကဘယ်လိုအခြေအနေတွေကြုံလာမဆိုဘယ်လိုအခြေအနေမျိုးမှမဆိုကျမတို့ရွေးချယ်မှုလုပ်ရမယ်ဆိုရင်ကျမတို့က state နဲ့ကဘာမဲ့ခွဲခွဲပြားပြားတည်ဖို့လိုတယ်ကျမတို့က state ကိုရွေးချယ်ရမယ် state ကိုဦးစားပေးရမယ်ဥထိပ်ထားရမယ် government ကိုကြည့်ရမှာမဟုတ်ဘူးကျမတို့ကနိုင်ငံဘော်ကိုတည်ဆောက်ရှိရမှာအစိုးရဘော်ကိုတည်ဆောက်ရှိရမှာမဟုတ်ပါဘူးနိုင်ငံဘော်ကိုတည်ဆောက်ရှိရမှာဖြစ်ပါရဲ့အစိုးရဘော်ကိုတည်ဆောက်ရှိရမှာမဟုတ်ပါဘူး ဒါအပြင်ရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့ပါတီတိုင်းပါတီတိုင်းကိုယ်စားလှယ်တိုင်းကိုယ်စားလှယ်တိုင်းဟာစစ်ဖက်အရက်ဖက်ဆက်ဆံရေးကိုကောင်းမွန်စွာတည်ဆောက်နိုင်ဖို့အရေးကြီးပါတယ်စစ်ဖက်အရက်ဖက်ဆက်ဆံရေးကိုခိုင်မာအောင်အဆင်ပြေအောင်တည်ဆောက်နိုင်မှသာလျှင်ကျမတို့နိုင်ငံကယခုလက်ရှိအကျက်တဲကနေရုံထွက်ပြီးတော့အောင်မြင်တဲ့နော်အေဂျင့်တည်နေတဲ့နိုင်ငံတော်တစ်မြန်မာနိုင်ငံတော်တစ်စီကိုကျမတို့အနာဂတ်နိုင်ငံတစ်ခုစီကိုခြေတက်နိုင်လာပါလိမ့်မယ်ဒါကြောင့်မလို့စစ်ဖက်အရက်ဖက်ဆက်ဆံရေးကို အောင်မြင်စွာခိုင်မြဲစွာတည်ဆောက်နိုင်ဖို့ကျွန်မမျှော်လင့်ပါတယ်။စစ်ဖက်ရဖွဲ့ဆက်ဆံရေးဆိုတာကလူပိန်းတွေနေပေါ်နေပိတ်တွေတွေ့ထားသလိုစစ်တပ်နဲ့အရက်သားတွေကြားကဆက်ဆံရေးမဟုတ်ဖဲနဲ့လွှတ်တော်ရဲမှာပါတဲ့25ရာခိုင်နှုန်းသောစစ်တပ်နဲ့ကျန်တဲ့85ရာခိုင်နှုန်းမှာပါတီတီတီကပါဝင်ဝင်ပြိုင်တဲ့အရက်သားတွေရဲ့ကြားကတိဆောက်ရေး ခိုင်မာမှုအပေးအယူညီညွမှုကိုစစ်ဖက်ရပ်ပတ်ဆက်ဆံရေးလို့ခေါ်ပါတယ်။ဒီကြောင့်ရကိုကျွန်မအရင်ကလည်းပြောခဲ့ပူပါတယ်အခုလည်းထပ်ပြောရဲ။ဘာကြောင့်လဲဆိုတော့တချို့နိုင်ငံရေးသမားဆိုတဲ့လူတွေကိုယ်တိုင်ကအဲ့ဒီစစ်ဖက်ရပ်ပတ်ဆက်ဆံရေးကိုစစ်တပ်နဲ့အရက်သားပြည်သူတွေကြားကဆက်ဆံရေးပါလို့လွဲမှားစွာအတိတ်ပဲဖွင့်ဆိုနေကြတဲ့အတွက်ဖြစ်တယ်။ ဒါကြောင့်မလို့ဒီကဘက်ဝင်ပြိုင်မဲ့ပါတီတိုင်းဒီကိုယ်တိုင်တိုင်းဒီစစ်ဖက်ရက်ဖက်ဆက်ဆံရေးကိုအောင်မြင်စွာခိုင်မာစွာတည်ဆောက်နိုင်ပါစေလို့ကျွန်မမျှော်လင့်ပါတယ်။ရွေးကောက်ပွဲကိုတပိတ်မှောက်မဲ့ရွေးကောက်ပွဲကိုလုံးဝမပါဝင်ပါဘူးဆိုတဲ့ဒီဖက်အကြံဖက်တွေကတော့ခမည်းတော်ရဲ့ဘဝနေဝင်ချင်းခမည်းတော်ရဲ့နေဝင်ချင်းဟာထောင်နေနဲ့မြေကြီးတဲ့နှစ်ခုပဲရှိပါတယ်။